ကလည်းကူညီရသေးတယ်အဲအိမ်မော်လည်းခေါ်ထားရသေးတယ်အဲပြီးတော့ခါကျတော့ဒီသူ့ယောက်ျားကိုလည်းဟိုဟိုဤရဲ့စကားတွေနေတာထိုင်တာသူ့ယောက်ျားသာတည်ကြည်တဲ့ယောက်ျားမဟုတ်ရင်သွားပြီး တကယ်သွားရင်သူအားလုံးပဲမင်္ဂလာပါရှင်ဇင်လီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဇင်လီတင်ဆက်ပေးမယ့် video လေးကတော့နော်မင်းကလေးတွေအားလုံးသတိထားပါရှင်အထူးသဖြင့်အိမ်အောင်တဲ့အမျိုးသမီးတွေပေါ့နော်ကိုကနော်တငယ်ချင်းမလို့ယုံကြည်စိတ်ချပြီးတော့နော်ဒါခေါ်ထားတာဒါပေမဲ့အိမ်ရကိုယောက်ျားနဲ့သူကဖောက်ပြန်လာတယ်နော်ကိုရဲ့ယောက်ျားကဘာသူက easy ကလေးလောက်တာတယ်နော်ကိုကတော့နော်တငယ်ချင်းအရင်မလို့ကိုတော့ဒီလိုမျိုးမလုံလောက်ပါဘူးဆိုပြီးတော့ဒါကိုလိုမျိုးပဲနော်ကောင်းကောင်းမွန်မွန်ဆိုပြီးတော့နော်ကိုစိတ်နဲ့နှိုင်းမြော်တာဆက်ဆံပေးရပါဘောနော် ။သူကတော့နော်ကိုယ်တငယ်ချင်းအရင်ခောက်ခတ်ပဲနော်ဒီလိုမျိုးတော့မလုံနိုင်ပါဘူးဆိုပြီးတော့ဒါအိမ်ပေါ်ကိုခေါ်ထားတာနော်။အခုခေတ်ကနော်တငယ်ချင်းအရင်ကြီးအောင်မမယုံရတော့ရှင့်။သူကကိုယ့်ရဲ့ယောက်ျားဦးပါစနိုက်ကြော်တာတဲ့နော်။ဒီဗျူဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင့်။ ယောက်ချမ်းနဲ့တငယ်ချင်းမရင်မိစေနဲ့ဆိုစကားလေးอ่ะလေအဲတကယ်မှန်တယ်အဲ့စကားလေးอ่ะဟိုညီမလေးတယောက်ကလေကိုရင်တော့ကို့အကြောင်းလေးကိုပြောတော့ကအပိုင်းနေနဲ့ပြောတော့သူကအဲ့ဒါမှန်ဘူးတယ်အဲ့ဒါအဲ့မှန်အဲ့မှန်လေးကိုတော့ကို reply ပြန်ဘူးတယ်အဲအခုတကယ်မှန်တယ်နော်တကယ်မှန်တာအခုညီမလေးတယောက်ပေါ့နော်ကိုချစ်ရတဲ့ညီမလေးတယောက်ပေါ့မင်းညာခါတော့ဖုန်းနေဆက်လာတာဖုန်းနေရလဲ line မမိတော့လေသူခင်ဗျာအေးမနေ့ရအောင်ဆက်ပြီးမမရေးအရေးကြီးလို့အရေးကြီးလို့ဆိုတော့ဗာများလဲလို့ဆိုတော့သူ့ရဲ့ငယ်တငယ်ချင်းနဲ့အငယ်တငယ်ချင်းမ 哦。No, no? Oh. ဒုက္ခတွေရောက်လို့ပေါ့နောက်ပြီးတော့ तू อ่ะအိမ်ပါအဲ့ကောင်မလေးက तू အိမ် မရောင်းရခင်မှာငွေကြေးတွေလည်းခက်ခဲရှိတော့ तू อ่ะငွေတွေလည်းထုတ်ပြီးကူညီထားတယ်အဲ့တော့အိမ်မရောင်းရခင်နဲ့ तू ဟိုစိတ်ဒုက္ခတွေလည်းအမျိုးမျိုးရောက်တယ်ပေါ့ရောက်တော့အဲ့ဒါခဏလာမယ်ဆိုသူတို့ရဲ့နေနေမှာပေါ့နော်နေမျိုးတစ်မျိုးမှာအဲ့ဒါလာမယ်ဆိုလို့ तू อ่ะကဲလာစိတ်ပြက်လက်ပြောက်လာဟိုမှာလည်းရှုကင်းနေရตาရလှပတဲ့ခါကျ तू อ่ะအဲ့လိုအကုန်လုံးလိုက်လဲပို့တယ်အဲ့မှာ तू နေလိုက်တာတပတ်၁၀ရက်ပေါ့တပတ်၁၀ရက်နေလိုက်တဲ့အချိန်မှာအဲ့တငယ်ချင်းရဲ့အဲ့ဒီညီမလေးရဲ့အဲ့ ျိုးသားကလည်းလုပ်ငန်းကြီးကြီးလုပ်တဲ့လုပ်ငန်းရှင်ကြီးလေအဲ့တော့ခါကျတော့အဲဟိုပါဘောနော်ခန့်ခန့်ညံ့ညားပေါ့အဲ့ဒီခါကျတော့အဲ့မှာထမင်းကလည်းအတူတူတဝိုင်းနဲ့စားကြတာပေါ့တော့တအိမ်နဲ့နေတဲ့ခါကျတော့ဟိုကတော့အလုတ်သွားညနေအလုတ်ပြန်ပေါ့အဲ့ဒီအချိန်မှာဟိုကအစီအနေမဟန်တော့ဘူးဟန်တော့ဘူးအဲ့ပြောတဲ့စကားတွေအနေထိုင်နေအဲ့ဒါ तू ကအဲ့ဒါနဲ့ तू ကရင်စိတ်ပူလာတာပေါ့နော်နောက်ဆုံးကျတော့ တော်တော်ချင်းကြီးစိုးလာတယ်တဲ့အဲ့တော့အဲ့နဲ့သူလည်းနောက်ဆုံးမမရေးတဲ့မုန်းချင်လဲမုန်းပစီတော့တဲ့သူ့ကိုပြန်ခိုင်းလိုက်တယ်တဲ့ဆိုတော့ပြန်လဲပြန်တော့စိတ်ဆိုးသွားတာပေါ့နော်စိတ်ဆိုးပြီးတော့အခြားသူတို့နဲ့ငယ်ငယ်ချင်းနေတခြားငယ်ငယ်ချင်းတွေဒီငယ်ဒီညီမလေးရဲ့မကောင်းကြောင်းတွေပေါ့ဟိုပြောတာပေါ့ပြောတော့သူလည်းအရန်ပောက်ကွဲနေတာပေါ့နော်ပတ်စံလဲကူညီရသေးတယ်အိမ်မော်လဲခေါ်ထားရသေးတယ်ပြီးတော့ခါကျတော့ဒီသူ့ယောက်ျားကိုလဲဟိုဟို ီရဲ့စကားတွေနေတာထိုင်တာသူယောက်ျားသာတီကြည်တဲ့ယောက်ျားမဟုတ်ရင်သွားပြီတကယ်သွားပြီ तू ပြောပြတာလေးမနေညာအဲ့နဲ့ကွာအမ်မာရဲ့အေးလို့ဘာလို့ကိုယ့်အိမ်မော်ခေါ်ထားတာလဲလို့နင်တို့ကိုမမအဲနင်တို့အဲ့ဒီနင်တို့ရဲ့အလုပ်ဝင်းကြီးထဲမှာဧည့်ဆောင်ကြီးစပယ်ရှယ်ပဲဧည့်ရိတ်သားတွေဧည့်ဆောင်ကြီးဆိုအဲ့မှာထားပါလားလို့ဘာလို့နေအိမ်ပေါ်ခေါ်ထားရလဲလို့အာစားချိန်လောက်မှလာအဲ့မှာလေစရာရှိရင်လိုက်ပို့လိုက်ပေါ်လို့ဘာလို့အိမ်ပေါ်ထားလဲလို့ဆိုပြောလိုက်တော့မှ ကွာပြောရသေးတယ်အဲ့တော့မမရေးတဲ့ခုတော့အလိုအလိုပဲတဲ့အဲ့တော့တော်သေးတယ်တဲ့အမုံမဲခံလိုက်တော့တယ်တဲ့ဆိုပြီးတော့ဟိုဒါအဲ့လိုပြောတာမိစေတယောက်ရဲ့ညီမလေးပေါ့အဲ့ညီမလေးကသူ့ယောက်ျားအိမ်မှာမိန်းမတယောက်နဲ့ပေါ့နော်ဖောက်ပြန်တယ်ဆိုပြီးတော့ဖုန်းကြီးဆက်ဆက်ဆက်နေတာသူမတင်ကားဘူးပေါ့မတင်ကားဘူးမတင်ကားတော့အညာဘက်ကြီးမှာဖုန်းတစ်ခုလာတန်ကြားလိုက်တယ်ပေါ့နော်သူကထွက်သွားပြီးတော့ဘေးအပြင်လေးမှာသဖုန်းပြောတာတို့ပါဆိုဘသူနဲ့လဲပြဘာညာဆိုဖုန်းထဲမှာကြည်ဘသူနဲ့မှမဟုတ်ဘူးဘာညာပေါ့ဆိုပြီးတော့ဖုန်းတွေကို စစ်လိုက်တဲ့ခါကျတော့ကဲဒီမှာဖုန်းနံပါတ်တွေကဒီမှာနင်တိတယ်ဒါကဘသူဘသူလို့ပြောတာပေါ့ तू ကပြောတဲ့ခါကျ तू ကမတင်ကအောင်မတင်ကနောက်ဆုံးကျတော့ MBT ကနေဖုန်း call list ကိုသူ့ယောက်ျားဖုန်းနံပါတ်နဲ့ဘသူတွေကိုဆက်ထားတယ်ဆိုတော့ call list ကိုရအောင်ထုတ်တယ်ထုတ်ပြီးတော့ကကြည်လဲကြည်လိုက်ကောသူ့ယောက်ျားဆက်သွယ်နေတဲ့ဖောက်ပြန်နေတဲ့ဖုန်းတိသွားတယ်ပေါ့ဒီမှာပြဿနာတွေတက်လေတတိပေါ့အဲ့တော့အဲ့တော့ခါကျတော့အဲ့တော့ ပြောက်ကြားဘလို့လုတ်လဲဆိုတော့တဲ့နောက်ထပ်ဖုန်းတစ်လုံးနဲ့ဖုန်းနံပါတ်တစ်လုံးနဲ့ပဲဆက်သွယ်တော့တယ်တဲ့ဒီဘက်ဖုန်းနဲ့မလုတ်တော့ဘူးတဲ့ဆိုတော့အဲ့ဒါကိုလည်း तू ကတိတယ်တိတဲ့ခါကျတော့ तू ဘလို့လုတ်ရမှန်းမသိဘူးအဲ့ဒါတွေကိုပြောတဲ့ခါကျတော့အော်ဒီလောက်ကိုကမလားကိုမိမတိသွားလို့ဟိုမမမစင်ကျင်မှုဆက်လုတ်တယ်ဆိုရင်လေဒါဆိုလဲကို့ကိုမချစ်လို့ပေါ့ဟုတ်တယ်မလားအဲ့တော့လှွတ်ချလိုက်တော့ဘာလို့ပူ လင်ဘူးတွေဘာလို့အဲ့လောက်စိတ်ပင်ပန်းခံနေမှာလဲဘာဝိုင်းပြောကြတာပေါ့အခုတော့လို့ဝိုင်းတော့ပြောထားတာပဲเนาะကိုယ်မှလည်းကြားလိုက်ရရင်အဲ့လိုဟာတွေဟုတ်တယ်เนาะကို့ပေါ်ကိုတကယ်မချစ်လို့တကယ်မကျင်နာလို့လှုပ်တာเนาะတခါရေလှုပ်ချလိုက်တာအကောင်းဆုံးပဲရှင့်မိစားတစားကိုเนาะပူမှန်းတည်ရနဲ့ကင်ထားမိကိုပဲပူမှာလေเนาะဖောက်ပြန်တဲ့ယောက်ျားတယောက်ကိုရထားလို့เนาะသူဘာသာသူတက်နိုင်လို့ခလေးတယောက်မကလို့ခလေးနှစ်ယောက်ပဲထွက်ထွက်เนาะစောစောစီးစီးလမ်းခွဲလိုက်တာအကောင်းဆုံးပဲရှင့်တကယ်လို့လမ်းခွဲပြီးရင်လည်းเนาะတေးချရဲဘရောမှနောင်တမရစီရအောင်ဆိုတာပြောရဲရှင့် လူမျိုးဖောက်ပြက်နေယောက်ျားကြီးကနော်သူတို့လူမျိုး level 2ရဲ့မိန်းမကြီးနဲ့ပဲတန်တာရှက်သူကကြတော့လေဟာ single mother ပေါ့ single mother ဆိုရမှတစ်ခုလက်ပါတယ်မဟုတ်စုပန်ပါတယ်နော် single mother ဆိုရင်လူတွေကဟိုအထင်သေးခြင်းတယ်ပေါ့နော်အထင်သေးတယ်ဆိုတာဆိုအထင်သေးတယ်ဆိုတာထက်လွယ်ကူတယ်လို့ထင်ကြတာပေါ့နော်လွယ်လွယ်ကူကူပဲခေါ်ရင်တော်လိုက်နေစအဲ့လိုထင်ခံရတယ်အဲ့လိုအထင်ခံရလက်အောင်လေအဲ့လိုအကျဉ်းစာရိတာရှိရ single mother တွေများတဲ့အတွက် အထင်ခံရတာပဲလीเนาะအဲ့တော့ကိုကအဲ့လိုတဲမှာမပါဘူးဆိုတာကိုဟို ပြတ်တနိုင်ဖို့ကြတော့ကိုယ့်ရဲ့အနေထိုင်ကိုယ့်ရဲ့အပြောစုကိုယ့်ရဲ့လုပ်ရက်ကဒါတက်တည်ပြအောင်လို့တော့ဟိုစူးစမ်းပြီးနေထိုင်ရတာပေါ့နော်အဲကိုဆိုလို့ရှိရင်အလုပ်ငန်းတွေနဲ့ပတ်သက်လို့ကိုယ့်တငယ်ချင်းရဲ့အမျိုးသားတွေကိုကူညီတောင်းရတာရှိတယ်လုပ်ငန်းကြီးတွေကြတော့လေတောင်းတဲ့ခါကျရင်ကအမြဲတမ်းကိုယ့်တငယ်ချင်းစီရပဲတဆင့်သွားတာတငယ်ချင်းရေဒီကိစ္စတော့ဒီလိုဒီလိုလေးဟဲ့လားဖြစ်ဖြစ်ချင်တယ်ဒီလိုဒီလိုလေးဒါလေးကိုတော့မျိုးသားကိုကူညီတောင်းပေးပါအောင်ဆိုရင် तू ကအေးတငယ်ချင်းဆိုသူပြောပေးရော့တငယ်ချင်းငါယောက်ျားဖုန်းနံပါတ်နေတိုင်းရိုက်ဆက်လက်ဘယ်တော့မှမဆက်ဘူး तू စီရပဲတဆင့် င့်သွားတယ်အဲ့တော့တငငချင်းရင်နင်ဆက်လိုက်ဆိုတော့မှသာသူ့ကိုဆက်တယ်တငငချင်းမင်းနင်ဆက်လိုက်ဆိုတော့မှသာဆက်တယ်ဆက်ပြီးနေတငငချင်းရေးဆက်ပြီးသွားပြီဘလို့ပဲအဲ့လိုမျိုးလုပ်တယ်အဲနောက်ပြီးတော့ဟိုပါပေါ့ကိုယ်တငငချင်းယောက်ျားမဟုတ်တာမှအခြားသောယောက်ျားတွေနဲ့အများအပြည့်မဖြစ်မနေလို့အလုပ်သဘောအရာဆက်ဆံရတဲ့အခါမှာလဲအမြဲတမ်းတတိကြီးစွာနဲ့နေထိုင်နေဟိုလုံးဝအထင်သေးခံရမဲ့ကိုယ်ပြုမှုအပြောအဆို မျက်လုံးကြည့်ရစဘရောမအဲ့လိုမနေဘူးเนาะနောက်ပြီးတော့ ဟိုအရင်တော့ဆိုကို TikTok စသုံးကစားဆိုမသိဘူးလေနော်မသိတော့အသေးတွေပေးတယ်ယောက်ျားလေးတွေကိုအသေးတွေပေးတယ်ဟိုမက်နေရေးတာပေါ့နော်မက်ဆိုတာစာရေးတာမဟုတ်ဘူးပေါ့ဟိုစတိကာရုပ်ကလေးတွေပေးတာပေါ့နော်ပေးတယ်နောက်ကျတိလာတဲ့ခါကျတော့တက်နိုင်ဆုံးဟိုမက်မရေးတော့ဘူးပေါ့နော် အသေးတော့ပေးတာပေါ့အဲ့တော့ဟိုခင်တဲ့ friend ရှိရလေအသေးတော့ပေးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ခါကျကိုကမန့်သွားရေးလိုက်လို့ရှင်ကိုရေးတဲ့လူရဲ့ relationship ကကို့ကို တမျိုးထင်ခံရမှာ။နောက်တစုံတစ်ယောက်ကအဲ့ဒီလူရဲ့ဟဲ့လားဒီ post ကိုကြည့်လိုက်တဲ့ post အောက်မှာကိုကရေးထားတာတွေ့ရင်ကိုကတိတ်ခါကြားတယ်လို့ခံစားရတယ်။အဲကိုရဲ့ယူဆချက်ပေါ့နော်။ဒါကတော့တယောက်နဲ့တယောက်တော့ယူဆချက်မတူဘူး။အဲ့တော့ကိုကအကြောင်းဘတော်မှမရေးဘူး။နော်။နောက်ပြီးတော့ကို့တူတွေရှိတယ်သိလား။ကို့တူတွေဆိုတာတူတွေမှအများကြီးအာကို ဟိုကုတ်တူရဲဆိုစစ်ဘာနဲ့ရတဲ့ engineer တွေအခုစောက်လေးလုပ်နေတဲ့ engineer တွေလုပ်ငန်းတွေအများကြီးလုပ်နေတူတွေဆိုအများကြီးတူတွေကလည်းချောမှချောတော့အဲ့တော့အတူတယောက်ဆိုလို့ရှင်တူရဒီတက်တော့တုံးကြရတယ်။တုံးတချို့ကြတော့ပုံမတင်ဘူးဒီတိုင်းပဲကြည်ရယ်။တချို့ကြတော့ပုံတင်နေဆော့တယ်။အဲဆော့ကြတဲ့ခါကြလို့ရှင်ကိုယ်အစတာပေါ့ခါကြအဲဟိုစား သေးတော့ပေးတာပေါ့ပေးပြီးရင်သမတ်နေပိုင်လက်လာရေးတယ်ရေးတယ်ဆိုတော့မှစတိကအယုတ်တွေပဲလာပေးခါလေးဟာတာတွေပိုင်သူတို့လာဝင်ရေးတယ်အရင်တော့ကအခုခုမဟုတ်ဘူးမရေးကန်ဘူးအခုနင်တို့ငါ့ကိုလာမရေးနဲ့လို့မရေးနဲ့ဘာမှကိုလာမရေးနဲ့ဆိုပြောထားတယ်ဘာဖြစ်လို့လွန်ခဲ့တဲ့၃ငါးစား၂နှစ်ကျော်လောက်ကပေါ့နော်ကမလေးမျိုးသမီးတစ်ယောက်ကလေအဲနောက်လို့ပေါ့ခင်ဒီစကားလေးတွေပြောရင်းပြောရင်းနေမှာသူကအမှန်ကိုယ့်ကိုချင်းကတ်တာအကြောင်းနဲ့အဲ့တော့မှပြီးတော့မှအမားရဲ့အမားကိုဒီတယောက်ပေါ့နော်မတ်ရေးရင်းနေတဲ့တယောက်ကလေအမားနဲ့တဲ့ อีซิกะลีลาတယ်အမနဲ့ကြိုက်နေရလားအဲအဲ့လိုတော့လာမေးရတော့ဒီလားအမလည်းအဲ့နဲ့ဘလော့ဘလိုက်ဘလော့ဘလိုက်တော့ကို့မှာရီလိုက်ရတာအဲ့တူကိုပြောပြီးတွေ့တယ်မလားလို့နင်းကိုကျူနေကောင်မတွေရလို့ငါ့ကိုအဲ့လိုလာပြောခံရတယ်လို့အဲ့တော့ तू तू ဟောဆို तू ကလည်းပြရဲ့ခါလေးကြမကြည့်အောင်နဲ့ဆိုပြီးတော့အာ तू ကောင်မလေးတွေလေဒီလားဟာရက်ဆက်တယ်အဲ့လိုတွေမြင်တဲ့ခါကိုတို့မှာဟားနေရတာပေါ့နော်ဟာတော့အဲ့ငါ့ကိုအခုနောက်ပိုင်းလုံးဝမက်လာမရှိနဲ့လို့အဲ့လိုမျိုးပြောရတယ် ဲ့ဒီတွေကကိုကဒီဗာလဲဒီ social media ကိုဒီ TikTok တို့ဘာလို့သုံးနေတဲ့ခါမှာလဲကိုကရန်ကြီးကိုစင်ကျင်ပြီးတော့နေထိုင်နေအတက်နိုင်ပြီဘယောက်ကြားလေးကမှမတ်လည်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကိုကဟို friend ရချင်ရမရချင်နေကိုကိုပြန်ပြီးပေးချင်ပေးမပေးချင်နေဘာဖြစ်လို့လဲဆိုတော့ကိုက friend အများကြီးလည်းမလိုဘူးကို friend နည်းနည်းလေးနဲ့ကိုပါကိုပျော်ရွှင်ခြင်းနဲ့ဆောင်နဲ့ TikTok ဆော့နေရဖြစ်တယ်ကိုမှ friend အများကြီးမလိုအပ်ဘူးပြောချင်တာကကိုစင်ငယ်မသားဖြစ်တဲ့အတွက်အနေထိုင်အပြောအဆို ကိုကျင်းသိခါတွေကိုအတက်နိုင်ဆုံးကိုရဲ့လောက်ရက်တွေကိုရဲ့အပြောဆိုတွေကိုရဲ့အပြုမူတွေနဲ့ထိမ့်သိမ့်သွားနေထိမ့်သိမ့်စွာနေထိုင်နေတဲ့အကြောင်းလေးကိုပြောရင်းနဲ့စင်ကမာတာတိုင်းဒီလေသိခါရှိစွာနေနိုင်ကြပါစေလို့ကြည်စင်ပါတယ် ဟုတ်တယ်နော်တချို့အကောင်နေဆိုလို့ရှိရင်နော် single mom မပြောနဲ့တခုလက်တလင်กว่าဆိုလို့ရှိရင်တော့မှသူတို့ကအထင်သေးကျင်ကြရရှင်လက်တွေလည်းဆန်းကျင်ကြရနော်အတီလူချင်းနဲ့ယောက်ျားတွေဆိုတာလည်းရှားတယ်ရှင်အကျမဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အမျိုးသမီးတိုင်းလည်းတမိုးထားပြီးတော့အချစ်ခံရပါစီလူစုတောင်းပေးလိုက်ပါရှင်နောက်တဲ့ဗီဒီယိုပိုင်းဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်